ရန်ကုန်မြို့ကကြားဖြန့် online ငွေလိမ်လည်တဲ့လုပ်ငန်းတချို့မှမလိမ်တပတ်နဲ့အလုပ်သမားခေါ်ယူစုဆောင်းနေတာတွေများလာတယ်လို့အလုပ်ရှာနေသူတွေနဲ့အဲ့ဒီအခြေအနေကိုသတိထားမိသူတချို့စီကနေသိရပါဗျ။ကြားဖြန့်လုပ်ငန်းတချို့ကအလုပ်တာဝန်ရေးရရဖော်ပြတာမျိုးမရှိဘဲမလောက်စရာလစာကော်မရှင်ခန်းစားခွင့်တို့နဲ့ဆွဲဆောင်ထားပြီးကုမ္ပဏီဝန်တန်းအလုပ်ဆိုတာမျိုးလောက်ချပြအသိပေးကအလုပ်ခေါ်တာတွေရှိနေတာလို့ကိုယ်တိုင်အလုပ်သားရှောက်ဖူးတဲ့အဝေးတင်တက်ကတူចောင်းသားတယောက်ကပြောပါတယ်။ ကြားဖြတ်လုပ်ငန်းတွေကအများသောအားဖြင့်အလုပ်ရှောင်မဲ့သူမှာကွန်ပျူတာအသုံးပြုတက်ရမယ်လို့အဓိကသတ်မှတ်ထားတတ်ပြီးလုံခြုံရေးကင်မရာ CCTV စောင့်ကြည့်မှတ်တမ်းယူဖို့ Aura စီးရင်မှတ်တာတွေလုပ်ဖို့ရုံးစီးရင်အချက်လက်ကင်တွယ်ဖို့ Aura အသိရှာဖို့စတဲ့လုပ်ငန်းပိုင်းတွေမှာအလုပ်သမားလိုနေတာဆိုတဲ့ကြော်ညာကိုလူမှုကွန်ရက်ပလက်ဖောင်းတွေကနေဖြန့်ပြီးရှာဖွေစုဆောင်းတာတွေရှိနေတာဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းတွေအနေနဲ့မနက်တဆိုင်ညတဆိုင်ခွဲပြီးလဲပတ်နေတာဖြစ်လို့ နေဖို့အဆောင်နဲ့စားရေးတောက်ရေးအတွက်စီစဉ်ပေးထားတာမျိုးရှိသလိုအများစုအချက်ချာကြတဲ့ကွန်တိုအစစ်မြင့်အင်အားတို့လိုနေရာတွေမှာငားရမ်းလုကင်နေတာလို့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ဖူးသူတချို့ကပြောပါဗျ။ဒါအပြင်ကြားဖြတ်နေမှဝင်လုပြီးရင်အလွဲပြန်ထွက်လို့မရအောင်ချင်းချောက်ဟန်တာတဲ့လုပ်ရက်တွေလည်းရှိတယ်လို့ဆိုပါဗျ။ကြားဖြတ်ဝင်လင်လုပ်ငန်းတွေအနေနဲ့မူလကနှစ်နိုင်ငံနယ်စပ်တွေမှာအထိုင်ချထားကြတာဖြစ်ပြီးတရုတ်အစိုးရရဲ့ဖိအားပေးအရေးယူမှုတွေကြောင့်ခြေရာဖြောက်ရွှေ့ပြောင်းသွားကြသလို့ ရန်ကုန်အပါအဝင်မြို့ကြီးတွေရဲ့စိတ်ဝင်မှုတွေရှိလာကြတာဖြစ်ပါတယ်ခင်ဗျာ။